ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်ကလေးရဲ့ကုညီမှုတစ်ချိန်တုန်းကအယမ်းတရတဲ့ရွာတရွာရှိခဲ့ပါ යි ။အဲဒီရွာတဲ့လေးတခုမှာစင်စင်နဲ့သူ့အမျိုးသားနဲ့အတူတူနေထိုင်ခဲ့ကြပါ යි ။ အဲ့တဲ့နေနာမှာတပင်အကြီးကြီးတပင်လည်းရှိခဲ့ပါတယ်။အဲ့ပင်ပေါ်မှာညက်ကလေးတွေအတိုက်ဆောက်ပြီးနေပါတယ်။မမေတမိပိုက်ရမ်းစာနေရဲ့တတိယယူလာပြီးပါလိုက်။ဟုတ်ပါပြီမမေတမိလေးခဏလေးပဲထပ်ဆောင်တော့ဖေဖေလည်းလာနေလောက်ပြီ။မဟုတ်ဘူးမေတမိအဲ့အချိန်ဒီစောင့်နိုင်မှာမဟုတ်ဘူး။တမိပိုက်ရမ်းစာနေလို့ပါ။အေးမခဏနေရောမမေအစာရှာကြည့်လောက်မေ။အစာအရှာတွေ့ရင်လာကြွေးမေ။အဲ့လိုပြောပြီးတော့အရင်ငမလေးရဲ့အမေကပြန်သွားဖို့လုပ်တဲ့အချိန်မှာ မောရီယာအယံကိုရွာလာပါ යි ။ဟဲ့မောရီရွာလာပြီ။ငါကုဘလို့အစာသွားရှာရတော့မှလဲ။သမီးလေးခဏလောက်ထပ်ဆောင်လိုက်လीနော်။အမေဘိုက်စားတယ်မေဘိုက်ရမ်းစားတယ်။ तू ကသဘောရမ်းကောင်းတာပဲ။ तू ဘရောမှာငါတို့အစာကျွေးဖို့မမေ။ဒီလိုစိတ်ထားကောင်းနေသူနာမှာမမေတို့နေရာတကယ်ကံကောင်းနေသမီး။စင်စင်နဲ့သူ့မျိုးသားမှာတခြားမိသားစုဝင်တွေမရှိပါဘူး။သူတို့နှစ်ယောက်မှာသူတို့အချင်းချင်းပဲရှိပါတယ်။စင်စင်ရဲ့အမျိုးသားက နေ့တိုင်းအသီးနှံတွေရောက်ပါတယ်။ ဇနီးမောင်နဲ့နေရာလုံးကအရန်ကြိုးစားကြပါတယ်။ရှင်အနေငယ်ကြပြီးနောက်မှာတော့ဇင်းစင်မောင်ကိုဝင်ရှိလာပါတယ်။ဒါကြောင့်သူ့အမျိုးသားကသူ့ကိုဘာအလုံးမမလုပ်ခိုင်းတော့ဘဲအိမ်မှာပဲနေဖို့ပြောလိုက်ပါတယ်။သူကတတိယမို့နေ့တိုင်းသူ့တယောက်တည်းပဲသွားပါအောင်လေ။စင်စင်ကနေ့တိုင်းအဲဒီသစ်ပင်ကွာငှက်လေးတွေနဲ့ပဲသူ့အချိန်ကိုကုန်ဆုံးစေခဲ့ပါတယ်။သူ့မှာစားစရာပါပဲရှိရှိငှက်ကလေးတွေအတွက်ယူသွားပေးလို့ရှိပါတယ်။ပြီးတော့အိမ်ငှက်လေးတွေရာလဲသူ့ပေးတဲ့အစာကိုပျော့ပျော့ရွှင်ရွှင်စားတော့ကြပါတယ်။ ဒီလိုနဲ့အချိန်တွေအများကြီးကုန်ဆုံးသွားခဲ့ပါတနေ့မှာစင်စီရဲ့အမျိုးသားကတတိယရီသွားရောက်နေတဲ့အချိန်ကအစီရန်တစ်ခုကြောင့်တည်ဆုံသွားခဲ့ရပြီးစင်စီရဲ့ဒီလောကကြီးမှာတယောက်တည်းအထီးကျန်နေခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူ့မှာသူ့မျိုးသားလည်းပြီးဘသူမှမရှိလို့ပါ။အခုတော့သူ့မှာစကားပြောဖို့တောင်မရှိတော့ပါဘူး။စင်စီကကိုမီတဲတယောက်ဖြစ်တာ။သူ့ဘာသာသူရှာစားနေရပါတယ်။ဈေးတဲ့ကိုနေ့တိုင်းတတိယရီသွားရောက်ပြီးရားရဲပစံနဲ့ဘဝကိုဖျက်ဆီးနေပါတယ်။ အချိန်တွေတစ်ပြေးပြေးကုံဆုံးသွားနေအမျှစင်စီရဲ့ဂျမကြီးလည်းစိုးလာခဲ့ပါတယ်။သူကအရန်အားနဲ့လာပြီးအလောက်ကောင်းကောင်းမလုပ်နိုင်တော့ပါ။ပြီးတော့သူ့မှာစားစရာလည်းမရှိတော့ပါဘူး။ဒီနေ့မှတော့သူမကအရန်ပြလို့သူ့ကလေးပေါ်မှာလှဲနေပါတယ်။အမေ၊ तू ကတမီးတို့အတွက်နေတိုင်းတတိတွေယူလာပေးနေကြလေ။ဒီနေ့ तू ဘာလို့မလာလဲအမေ။ဟုတ်တယ်တမီး၊တမီးပြောတာမှန်တယ်။ပြီးတော့အမေလည်းသူ့ကိုမိုးလင်းကနေမှမတွေ့သေးဘူး။ तू ဘယ်သွားနေလဲမသိဘူး။နေရောအမေသွားကြည့်လာအောင်။ အဲဒီကကအဲ့လိုပြောပြီးပရင်ဘောက်ကနေစင်စင်ကိုချောင်းကြည့်လိုက်ပါအဲ့ဒီချိန်စင်စင်ကကရင်ပေါ်မှာလှဲနေပြီးအပြားကြောင့်တုံနေပါဒါပါဖြစ်သွားလေနေပါလို့ဒီလောက်တောင်ဖြားနေရလေနေုံဒီလိုပုံစံနဲ့တွေ့ရတာငါတကယ်စိတ်မကောင်းပါနေအခက်ခဲဖြစ်နေအောင်ငါနေုံကူညီလို့မရအောင်ဖြစ်နေရဲ့ဒါပေမဲ့ဒီကတော့ငါတို့မိသားစုအများကြီးကူညီပေးခဲ့တယ်ငါဒီရွေးတွေကိုတသက်လုံးဆက်လုပ်ကုန်မှာမဟုတ်ပါဘူးစကလေးကဒီလိုတွေပြောပြီးအဲဒီကနေတောင်းရဲကိုပြန်သွားပါတယ် ီရောအပြင်တပင်ကနေအရွက်တရွက်ကူးလာပြီးစင်စင်ရဲ့နဖူပေါ်တင်လိုက်ပိုင်းအချိန်ခဏအတွင်းမှာပင်စင်စင်ကနေပြန်ကောင်းလာခဲ့ပြီးမျက်လုံးဖွင့်ကြည့်လိုက်ပိုင်းဘိုက်စားလိုက်တာမေးရဲ့ဒီစကားကြားပြရနဲ့ငှက်လေးကအပြင်ကိုပြန်ထွက်သွားပိုင်းခဏလေးရောစင်စင်အတွက်ပန်းတီးတလုံးယူလာပေးလိုက်ပိုင်းစင်စင်ကဘိုက်ရန်စာနေရဲ့အတွက်ကြောင့်အဲ့အတီယုံယူပြီးစားလိုက်ပိုင်းညနေပုံမှန်ဆုံးကအမြဲတမ်းနေ့အတွက်တည်တည်ဝင်ယူလာပေးနေကြ ဒီနေ့ရောနေရာငှအတွက်တတိယူခဲ့ပြီးရင်ဟုတ်တယ်စင်စီနေ့လုံးစိတ်ထားကောင်းပြီးစေတနာရှိရဲ့လူနာမှာငါတို့နေနေရကြပြီ ပြီးတော့နေရာငါတို့လည်းအမြဲတမ်းခရုစိုက်တယ်နေရာတကယ်ပဲအရန်သဘောကောင်းနေစင်စီဟဲနေရာစကားပြောတတ်တာလားတောထဲမှာပေါ်တစ်ပင်လေးတစ်ပင်ရှိတယ်အဲ့ဒီပင်ရဲ့အရွက်ကိုငါနဲ့နှစ်ဖူးပေါ်တင်ပေးလိုက်တာအဲ့ဒီမှာတည့်ရွက်လေးကြောင့်နေငါရဲ့စကားကိုနားလေရအဲ့ဒါကြောင့်နေရာငါစကားလေးနားထောင်လို့ရပြီငါနဲ့လေစကားပြန်ပြောနိုင်တယ်ဟုတ်လား နေငါ့အတွက်အများကြီးလှုပ်ပေးခဲ့တာပဲနေကိုကျေးဇူးအများကြီးတင်ပါရနော်ငါအမျိုးသားဆုံးမိကလေးငါ့ကိုငါအထီးကျန်နေရလို့ထင်နေရဒါပေမဲ့နေတော့ငါနဲ့အတူတူရှိနေပြီးခဲ့ရပဲငါတကယ်အရန်ပျော်ပါရင်နေတို့နဲ့တွေ့ရတကယ်ဝမ်းသာပါရင်အဲ့ချိန်ငါကလေးနဲ့သူ့အဖေလဲစင်စင်ကြီးကိုရောက်လာခဲ့ကြပါရင်သူတို့လဲစင်စင်ကြီးကိုစိုးရိမ်စရာမလိုကြောင်းရှင်းပြလိုက်ပါဘာလို့လဲဆိုတော့သူတို့တွေအားလုံးစင်စင်နဲ့အတူတူရှိနေတဲ့အတွက်ကြောင့်ပါ ဒါတွေတွေ့ပြီးနောက်အစဉ်စရံအရန်ကိုပျော်ရွှင်သွားခဲ့ပါဘာလို့လဲဆိုတော့သူကသူ့ကိုယ်သူ အထီးကျန်နေရလို့ထင်နေခဲ့တာပါဒါပေမဲ့အခုတော့နှမိသားစုတစ်ခုလုံးကသူနဲ့အတူတူရှိနေပါအခုတော့စင်စရံအဲ့ဒီနှမိသားစုလေးအပေါ်တန်ရောစင်တွေအများကြီးရှိနေပါသူကအမြဲတမ်းနှက်လေးတွေနဲ့အတူအချိန်ဖြုံးလေးရှိပါဈေးကပြန်လာတိုင်းနှက်တွေအတွက်သူတို့စိတ်ကြိုက်အစာတွေပလာပါဒါကြောင့်နှမိသားစုကလည်းအရန်ကိုပျော်ရွှင်နေကြပါ စင်စစ်မှာအချိန်ရှိတိုင်းအဲ့ငလေးတွေနဲ့စကားပြောလို့ရှိပါတယ်။ဘာလို့လဲဆိုတော့စင်စင်ကအဲ့ငလေးတွေနဲ့စကားပြောရတာကိုအရန်နှစ်သက်လို့ပါ။တဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပြီးစင်စင်ကအရန်ကိုချစ်ဖို့ကောင်းတဲ့တားလိုက်တယောက်ကိုမွေးဖွားခဲ့ပါတယ်။စင်စင်ကသူ့ရဲ့ကလေးကိုမြင်ပြီးအရန်ကိုပျော်ရွှင်နေပါတယ်။အဲ့ကလေးရဲ့နာမည်ကိုစင်စင်ကအောင်ထက်လို့နာမည်ပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့အောင်ထက်ဆိုတာသူ့အမျိုးသားရဲ့နာမည်ပါ။ကလေးမွေးပြီးနောက်လေစင်စင်ကအလုံးမနာပါဘူး။ သူကသူ့ကလေးကိုပါခေါ်ပြီးတသီးတွေလိုက်ရောက်มาတယ်။တနေ့ကျတော့အစဉ်စီကအလောက်အရန်များသွားတဲ့အတွက်ကြောင့်အရန်ကိုပင်ပန်းသွားပါတယ်။ဒါကြောင့်သူကအိမ်ပြန်လာပြီးကလေးကိုပကတ်ထဲတိတ်ပြီးသူကိုယ်တိုင်လည်းအိတ်လိုက်ပါတယ်။စင်စင်ကအချိန်တော်တော်ကြာရဲ့အထိနိုးမလာပဲအိတ်ပျော်နေပါတယ်။သူမရဲ့သားလေးကတော့ဗိုက်စာလုံးနိုးလာပြီးအကြေကြီးအောင်းငုံနေပါတယ်။ကလေးရဲ့ငိုတန်းကို အပြင်ပေါ်မှာထိုင်နေတဲ့ငလီကကြားသွားပါတယ်။ပြီးတော့ကလေးစီကိုမြ мян ပြန်လာပါတယ်။ ခီလိုက်တော့ဂျင်စီကနင်းနေချစ်ချိုင်အိပ်ဖြော်နေတာတွေ့သွားပါယ။ဒါကြောင့်ငက်လီကအဲ့ဒီကလေးကိုနှုတ်ဘူးတိုက်လိုက်ပါယ်။ဒီလောကမှာသူ့စီမှာဘယ်သူမှမရှိဘူး။ပြီးတော့ဒီကလေးလေးနဲ့သူမတတော်ပင်ပင်ပမတ်နဲ့ကြိုးစားနေရတာ။အမေ၊သမီးတို့အရန်တနာရင်မေ။သမီးတို့သူ့ဘာမှကူညီလို့မရအောင်လားယင်။အေးသမီး၊မမီတို့သူ့ကူညီလို့ရတယ်။ဟိုတော်ရဲမှာရှိရဲ့မှော်သစ်ပင်လေးမှာတလတကအသီးတလုံးသိတယ်။ဒါပေမဲ့အဲ့အသီးအောက်ကိုမကြွေကြခင်ခူးရမှာ။ အဲ့အသည်အစစ်ကိုမြေကြီးထဲစိုက်ရမယ်။အဲ့ကြိုင်ထွက်လာတဲ့အပင်ရှိမှငါတို့ဘာပဲဆူတောင်းဆူတောင်းဆူတောင်းပြစ်လိုက်မယ်။ဟုတ်ပြီသမီး။ဒါဆိုအမေတို့အဲ့လိုပဲလုပ်ကြမလား။စင်စည်ကိုအဲ့အသည်ယူလာပေးမယ်။အဲ့ဒါဆိုသူ့ဘဝကြီးလည်းပြောင်းလဲသွားလိမ့်မယ်။ထိုင်မဲ့အဲ့အသည်နာမှာအဆူတွေအများကြီးရှိလိမ့်မယ်။ဒီလိုဆိုနေအတွက်အနေရများရင်နော်။ဟွန်းဟွန်းရှင်ဒီလိုမပြောပါနဲ့။တဲ့စိမ့်တွေအောင်ကုညီပြီးတဲ့စီတနာကောင်းတဲ့လူပြအတွက် ကျမဒီလောက်တော့လုံနိုင်ပါရဲ့။ဘာလို့လဲဆိုတော့ကျမတို့မိသားစုအပေါ်မှာ ူ့ကြည်စိုးတွေအများကြီးရှိပါတယ်။အဲ့ငက်လေးကဒီလိုတွေပြောပြီးတော်ရရအဲ့မော်တစ်ပင်လေးနာမှာသွားဖန်လိုက်ပါတယ်။ပြီးတော့အဲ့အသီးလေးကိုမှဲ့ဖို့စောင့်နေပါတယ်။အဲ့အသီးမဲ့သွားရင်ကငက်လေးကအဲ့ဒါကိုခုဖို့ပြန်တန်းသွားနေပါတယ်။ဒါပေမဲ့အဲ့အသီးနာမှာအဆူတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့ငက်လေးကတော့ဇင်စင်ကိုကုညီဖို့ပဲတွင်းနေပါတယ်။သူ့မှာဒဏ်ရာတွေအများကြီးရလာပြီးမဲ့သူကဇင်စင်ကိုပဲဂယူဆိုင်နေအောင်မှာငက်လေးကသူ့ဒဏ်ရာတွေကိုဂယူဆိုင်မှာအပင်ဇင်စင်ကိုတတိသွားပေးပြီး ဲ့အစ်တီကြောင့်ပြောပြနေပါ යි အဲ့အစ်တီကိုစားပြီးအစ်စီကိုစိုက်ရမယ်အကြောင်းပြောပြရနဲ့ငှက်ကလေးကမိလဲသွားပါ යි ပြီးတော့စင်စင်ကအဲ့အစ်တီကိုချက်ချင်းစားလိုက်ပြီးအစ်စီကိုမြေကြီးထဲမှာစိုက်လိုက်ပါ යි စင်စင်ကအစ်စီကိုမြေကြီးထဲစိုက်လိုက်တာနဲ့အဲ့နေရာမှာအပင်ကြီးကြီးတစ်ပင်ကပေါက်လာပါ යි ပြီးတော့စင်စင်ကငှက်ကလေးကျမ်းမာလာဖို့ချက်ချင်းဆူတောင်းလိုက်ပါ යි အဲ့လိုဆူတောင်းလိုက်တာနဲ့ငှက်လေးကချက်ချင်းပြန်ကောင်းလာပါ යි ပြီးတော့အားလုံးလည်းအရန်ပျော်ရွှင်သွားကြပါ යි အဲ့ကနေကငှက်မိသားစုနဲ့စင်စင်တို့မှာဘာအခက်ခဲပဲရှိရှိအဲ့ဒီပင်မှာပဲဆူတောင်းကြပြီးတို့လိုအပ်သမျှအကုန်ရကြပါဒီလိုနဲ့စင်စင်တို့တားမိနဲ့ငှက်မိသားစုတို့ဟာဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားကြပါအောင်ရေကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကတော့ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်